။ငလင်ဘေးတင်ပြည်သူတွေနေထိုင်ဖို့အိမ်ဆောင်လုပ်ခဲ့ကြပေမယ့်ကြက်ချန်တဲ့ဒီလိုလူပြောများနေတဲ့ခိုင်မျိုးဝင်။တိမောင်းတောင်းနေတဲ့အလူရဒရိုင်းငွေတွေငလင်ဘေးတင်ပြည်သူတွေနေထိုင်ဖို့အိမ်နေဆောင်လုပ်ရမှာအိမ်နဲ့မတူဘဲနဲ့ကြက်ချန်တဲ့ဒီလိုလူပြောများနေရကတော့ခိုင်နေဝင်ပါ။အားလုံးလည်းသိကြတဲ့အတိုင်း Brighter မိခင်ကြီးခိုင်နေဝင်ဟာမြန်မာနိုင်ငံမှာနာမည်ကြီးဆုံး Brighter လို့ဆိုဆိုဖြစ်ပါတယ်။ဒါကြောင့်လေအနေနဲ့ရဲ့ကောင်စေတနာရှင်ပြည်သူတွေဟာခိုင်နေဝင်ကိုယုံကြည်ကောင်တိမ်မောင်းတောင်းတဲ့ချိန်လူရန်ကြီးကြတာပါ။ဒါပေမဲ့လည်းခုခါမှာတော့ငလင်ဘေးတဲ့ပြည်သူတွေရိုင်းနေထိုင်ဖို့ ခိုင်နှင်းဝင်ဆောင်းလုံလူရန်လိုက်တဲ့အိမ်တွေဟာဝါမုံထရွက်ကနေနေချင်းစဝဲဆိုပေမဲ့လည်းလူတွေအများကြီးစုဝေးရတဲ့အလုသမားတန်ရလို့လို့ဘာလို့လို့ဖြစ်နေရမှာဒါအပြင်အိမ်ရမယ့်နေရာကလည်းဝါချန်ငယ်ဖြစ်နေတာဖြစ်ပါရင်ဒါအပြင်ယောက်ျားမိန်းမတဒန်းတဲ့နေရာမယ့်ပုံစံမျိုးဖြစ်နေရမှာတချို့ကလည်းခိုင်နှင်းဝင်ရဲ့အိမ်တွေဟာစက်ချန်နဲ့တွင်လို့ပြောကြပါရယ်ဒါပေမဲ့တခြားဘက်မှာတော့မန်လေးမြို့ကတထေးမိုင်အေတင်ကိုဆောင်းလုံလူရန်ထားတဲ့65သိန်းနဲ့တန်ဝန်းတဲ့အိမ်ရလေးတွေကတော့မိသားစုတစုလုံးလုံးချုံချုံနေထိုင်လို့ရမယ့်အိမ်လေးတွေဖြစ်နေတာပါ ဒါအပြင်သွမောနဲ့ကွန်ကရစ်အောက်ခံထိုင်နေတကယ်ကုန်လုံးကြုံဆိတ်ရှာမဲ့အင်းလေးတွေဖြစ်ပါနေဒီလိုအခြေအနေကြောင့်လည်းပြည်သက်တွေကတော့နိုင်ငံတကာကစည်းနာရှင်တွေနဲ့ပြည်သူရင်းစည်းနာရှင်တွေရဲ့ငွေတွေတိမ်ပေါင်းတောင်းတဲ့ကြီးရရှိထားတဲ့ခိုင်နှင်းဝင်ဟာမန်လီမြို့ကပရိုက်တာတတိမကြီးအေတင်ကိုလောက်တောင်စီစနစ်မကြမလူတန်းနိုင်ဘူးလားဆိုပြီးတော့အမြင်လေးလည်းရှိနေကြတာဖြစ်ပါတယ်။ငလင်းဘေးတင်ပြည်သူတွေနေထိုင်ဖို့အိမ်ဆောင်လုပ်ခဲ့ကြပေမယ့်ချက်ချန်တဲ့ဒီလိုလူပြောများနေတဲ့ခိုင်မျိုးဝင်တိမ်ပေါင်းတောင်းတဲ့ကြီးအလူရထားတဲ့ငွေတွေငလင်းဘေးတင်ပြည်သူတွေနေထိုင်ဖို့ အိမ်လေးဆောင်လို့ရမှာအိမ်နဲ့မတူဘဲနဲ့ချက်ချန်တဲ့ဒီလိုလူပြောင်းများနေရတာကတော့ခိုင်နေဝင်ပါအားလုံးလည်းတည်ကြတဲ့အတိုင်း brighter မိခင်ကြီးခိုင်နေဝင်ဟာမြန်မာနိုင်ငံမှာနာမည်ကြီးဆုံး brighter လို့ဆောင်လို့ဖြစ်ပါတယ်ဒါကြောင့်လည်းအနေနဲ့ရဲ့ကောင်စေတနာရှင်ပြည်သူတွေဟာခိုင်နေဝင်ကိုယုံကြည်ကောင်တိမ်မောင်းတောင်းတဲ့ချင်းလူရန်ကြီးကြတာပါဒါမှလည်းခုခါမှာတော့ငလင်ဘေးတင်ပြည်သူတွေရိုင်းနေထိုင်ဖို့ခိုင်နေဝင်ဆောင်လို့လူရန်လိုက်တဲ့အိမ်တွေဟာဝါမုံထရွက်ကနေနေချင်းစွဲဆိုပေမဲ့လူတွေအများကြီးစုဝေးရတဲ့အလုတ်သမားတန်ရလို့လို့ဘာလို့လို့ဖြစ်နေရမှာ ဒါအပြင်အိမ်ရမယ့်နေရာကလည်းဝါချန်ကင်းဖြစ်နေတာဖြစ်ပါတယ်။ဒါအပြင်ယောက်ျားမိန်းမတဒန်းတဲ့နေရာမဲ့ပုံစံမျိုးဖြစ်နေတာပေါ့။တချို့ကလည်းခိုင်နှုံးရဲ့အိမ်တွေဟာစက်ချန်နဲ့တူရင်လို့ပြောကြပါတယ်။ဒါပေမဲ့တခြားဘက်မှာတော့မန်လေးမြို့ကတထေးမိုင်အေတင်ကိုဆောင်းလော့ဂရန်ထားတဲ့65သိန်းနဲ့တန်ဖိုးနဲ့အိမ်ရလေးတွေကတော့မိသားစုတစုလုံးလုံးချုံချုံနေထိုင်လို့ရမယ့်အိမ်လေးတွေဖြစ်နေတာပေါ့။ဒါအပြင်သွန်မောနဲ့ကွန်ကရစ်အောက်ခံထိုင်နေတကယ်ကိုလုံးချုံစိတ်ချမဲ့အိမ်လေးတွေဖြစ်ပါတယ်။ဒီလိုအခြေအနေကြောင့်လည်းပြည်သက်တွေကတော့နိုင်ငံတကာကစေတနာရှင်တွေနဲ့ ပြည်သူရင်းစည်နာရှင်ရဲ့ငွေတွေတိမ်ပေါင်းတောင်းတဲ့ကြီးရရှိထားတဲ့ခိုင်နေဝင်ဟာမန်လီမြို့ကပရိုင်တာတတိမကြီးအေတင်ကိုလောက်တောင်စီစနစ်မကြမလူတန်းနိုင်ဘူးလားဆိုပြီးတော့အမြင်လေးလဲရှိနေကြတာဖြစ်ပါရင်အလူရထားတဲ့ငွေတွေငလင်ပေးတင်ပြည်သူရင်းနေထိုင်ဖို့အိမ်လေးဆောင်လို့ရမှာအိမ်ထဲမတို့ပဲနဲ့စက်ချန်တဲ့တူလိုလူပြောင်းများနေရတာကတော့ခိုင်နေဝင်ပါအလုံးလေးတည်ကြတဲ့အတိုင်းပရိုက်တာမိခင်ကြီးခိုင်နေဝင်ဟာအလူရထားတဲ့ငွေတွေငလင်ပေးတင်ပြည်သူတွေနေထိုင်ဖို့အိမ်လေးဆောင်လို့ရမှာအိမ်ထဲမတို့ပဲနဲ့စက်ချန်တဲ့တူလိုလူပြောင်းများနေရတာကတော့ခိုင်နေဝင်ပါ အားလုံးလည်းတည်ကြတဲ့အချိန် brighter မိခင်ကြီးခိုင်နေဝင်ဟာကတော့ခိုင်နေဝင်ပါအားလုံးလည်းတည်ကြတဲ့အချိန် brighter မိခင်ကြီးခိုင်နေဝင်ဟာ